မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 1ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ခေတ်သစ်မီဒီယာရဲ့သတင်းတစ်ခုကို Love React ပေးမှုနဲ့ရုပ်ရှင် Director တက်လွင်ခေါ်ဇဘူထွန်းတက်လွင်ကိုစစ်ကောင်စီကဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အချမ်းဘတ်စစ်တပ်ရဲ့ဝါရဖြတ်အလိန်ညာဇာလန်းဖြစ်တဲ့ ်ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများကို ဝေဖန်မှုနဲ့ဒါရိုက်တာတက်လွင်ခေါ်ဇဘုံထွန်းတက်လွင်ကိုစစ်ခွေးတွေကဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဒါရိုက်တာတက်လွင်ခေါ်ဇဘုံထွန်းတက်လွင်ကခေတ္တမီဒီယာကို live react ပေးထားတယ်လို့သိရပါတယ်။ဒါကြောင့်ရွေးကောက်ပွဲကိုနှောက်ယှက်မှုနဲ့ဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့အချမ်းဘတ်စစ်တပ်ကမနေ့ကညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။စစ်ခွေးတိုက်ရဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲဆိုင်ရာအလိညာဝါရဖြတ်ဇလန်းကိုလူမှုကွန်ရက်ကနေတဆင့်ဝေဖန်နေဆိုပြီးတော့ဒါရိုက်တာမိုက်တီးခေါ်တန်ထွန် ုံးဆောင်ဇက်ဘုတ်တယုတ်ဆောင်ကျော်ဝင်းထွတ်ခေါ်ကျော်မင်းထွတ်နဲ့ဟာသာတယုတ်ဆောင်အုံတိုင်းခေါ်ဇုံမြင့်ဒရိုက်တာအောင်ချမ်းလူတို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။စစ်ခွေးတပ်ကရွေးကောက်ပွဲကိုနောက်ဆက်သူများဆိုပြီးတော့လက်ရှိအချိန်အထိပြည်သူ88ဦးကိုဖမ်းဆီးခဲ့ပြီးတော့ဖမ်းဆီးခံရတဲ့သူများထဲမှာအမျိုးသား83ဦးနဲ့အမျိုးသမီး9ဦးတို့ပါဝင်တယ်လို့သိရပါတယ်။အချက်မှတ်စစ်တပ်ကအခုနှစ်ကုန်ပိုင်းမှာလုံမဲ့ရွေးကောက်ပွဲကိုကာကွယ်ရန်အတွက်နောက်ဆက်ဖြတ်စည်းရင်ထောင်ဒဏ်အနည်းဆုံး3နှစ်ကနေထောင်ဒဏ်တသက်တကျွန်းနဲ့ ဒေတာများကိုချမှတ်နိုင်တဲ့ဥပဒေကိုအခုနှစ်ဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့ပါတယ်အထူးသဖြင့်စစ်ခွေးတပ်ကပြည်သူများကိုဖမ်းဆီးရမှာရွေးကောက်ပွဲများကိုနောက်ဆက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေပုံမှ23ကကြီးနဲ့အရေးယူလိမ့်ရှိပြီးတော့အဲ့ဒီပုံမှမှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းရှင်များကိုဖျက်ဆီးသို့မဟုတ်လုပ်ငန်းရှင်ရဲ့တစိတ်တဒေတာကိုဖျက်ဆီးပြပြားစီရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းစာနာပြခြင်းသို့မဟုတ်စာရေးသားဖြန့်ချီခြင်းတို့ကို မိသည့်နီးနဲ့မှမပြူရပဲအဲ့ဒီတားမြစ်ချက်ကိုဖောက်ပြကျူးလွန်ကြောင်းပြင်းမှုထင်ရှားစီရင်ခြင်းခံရရင်အဲ့ဒီလူကိုထောင်းနှံအနည်းဆုံး3နှစ်ကနေပြီးတော့အများဆုံး9နှစ်အထိချမှတ်မဲ့အပြင်ငွေဒဏ်များလည်းချမှတ်နိုင်တယ်လို့ပြဌာန်းထားပါတယ် စစ်ခွေးတက်ကပြဋ္ဌာန်းထားတဲ့ဥပဒေထဲမှာရွေးကောက်ပွဲကိုပြတ်ပြားစေရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းရေးသားဖြန့်ဝေခြင်းတို့ကိုပြုလုပ်ပါကအရေးယူမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ချိန်ချောက်ခြင်းဟန်တာခြင်းမလျော်ဩဇာတုံးခြင်းနာကျင်စေခြင်းအပြင်းထန်နာကျင်စေခြင်းလူစုလူဝေးနဲ့ကန့်ကွက်ခြင်းလူသည်ဆုံးစေခြင်းများဖြစ်ပေါ်လာပါကပြစ်မှုကိုလိုက်ပြီးတော့အ ਨੇ ဆုံးထောင်ဒဏ်၃နှစ်ကနေအများဆုံးထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ဒေသတို့ကိုပါချမှတ်မယ်လို့ဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့သခိုင်းတားမုံရွာမန္တလေးလမ်းပေါ်မှာဝင်းစိန်ရွှေဆိုင်ကနေရွှေပို့တဲ့ကားတစီးပြန်ပြီးဆွဲခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့မနက်ပိုင်းကမုံရွာမန္တလေးလမ်းပေါ်မြင်းမှုမြို့နယ်ဗဒတိုင်းချင်းရွာအနီးမှာမန္တလေးမြို့ဝင်းစိန်ရွှေဆိုင်ကနေပြီးတော့မုံရွာမြို့ကိုရွှေသွားပုံမဲ့စိုင်းဝန်တန်း3ဦးပါတဲ့ကားတစီးကိုလက်နက်ကိုင်းနဲ့လူတစုကဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံတွေကပြောပါတယ်။ 4 week အနဲ့ရောင်ကားတစည်းပါမုံရွာကိုရွှေ့တဲ့တွေလာပို့တာမုံရွာကမန်နေဂျာပါပါသွားတယ်နှစ်ဖက်အဖွဲ့စည်းတွေလည်းလိုက်နေကြတယ်လို့ပြောတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်ပြန်ပေးဆွဲပြီးတော့ငွေပမာဏဘလောက်တောင်းနေဆိုတာကိုတော့စုံစမ်းနေစေဖြစ်တယ်လို့ပြောပါတယ်အဲ့ဒီပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီးတော့စစ်ခွေးဝါရဖြန့်နဲ့စစ်ဘောမတွေကတော့ စကိုင်းခရိုင် PDF တိုင်ရင်တက်ကလုတ်တယ်ဆိုပြီး Telegram Channel တွေကနေပြီးတော့ဝါရဖြတ်ရေးသားတိုက်ခိုက်နေပါတယ်ဒီလိုတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့စကိုင်းခရိုင်တိုင်ရင်တက်ကစစ်ခွေးအုပ်စုဟာမဟုတ်မမှန်သတင်းတွေကိုသာထုတ်လွှင့်နေခြင်းဖြစ်ကြောင်းပြောဆိုထားပါတယ်တိုင်ရင်တက်ဟာတိုင်ရင်တီထောင်တဲ့နေကစပြီးတော့ယနေ့အချိန်ထိအပြစ်မဲ့တဲ့ပြည်သူတွေကိုဥပဒေမဲ့ဖမ်းဆီးခြင်းစစ်ခွေးတွေလိုနှိပ်စက်ခြင်းအောက်တန်းစားတွေလိုတတ်ဖြတ်ခြင်းငွေကြေးတောင်းခံခြင်း စစ်ခွေးတွေလိုပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူခြင်းများပြုတ်လုခဲ့ခြင်းလုံးဝလုံးဝမရှိခဲ့ကြောင်းတရရဲ့အမိကိုအသုံးပြုပြီးတော့ပြုတ်လုနေတဲ့သူတွေရှိနေလို့အတိပေးကြေညာချက်များထုတ်ခဲ့ရဘူးကြောင်း တပ်ရင်းတက်ကထုတ်ပြန်ထားပါဗျ။စကန်းခရိုင်တပ်ရင်းတက်ဟာတပ်တီထောင်းတဲ့နေကစားပြီးတော့စစ်ဘက်ဆိုင်ရာအမိန့်ညွှန်ကြားချက်ဥပဒေများနဲ့အညီရပ်တည်နေတဲ့တပ်ရင်းဖြစ်တယ်လို့သိရပါဗျ။တပ်ရင်းတက်ဟာစစ်တိုက်တဲ့တပ်ရင်းဖြစ်ပြီးတော့စစ်ခွေးစောက်ဘောအောက်တန်းစားတွေလိုလူဖမ်းတဲ့တပ်ရင်းမဟုတ်ကြောင်းတပ်ရင်းတက်ရဲ့တပ်ရင်းမှုဘိုးရက်ခါကအတိပေးထားပါဗျ။မုံရွာမန္တလေးလမ်းပေါ်ကစကန်းမြင်းမှုချောင်းဦးစတဲ့လမ်းတစ်လျှောက်မှာစစ်ကောင်စီတပ်ရဲ့ဂိတ်စခန်းတွေအများအပြားရှိပြီးတော့ခရီးသွားပြည်သူတွေကိုမကြာခဏစစ်ဆေးငွေညှင့်နေတယ်လို့ဒေသခံတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ on. Oh. ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်ကလာပမြို့နယ်ရွှေပေါကံရဲစခန်းကနေကင်းပတ်ရန်ပြင်ဆင်နေတဲ့ရဲများကိုဖောက်ခွဲတိုက်ခိုက်ရာနှစ်ဦးသေဆုံးနိုင်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ31ရက်နေ့ည10:18မိနစ်ခန့်မှာမြောက်ကလာပမြို့နယ်ရွှေပေါကံနယ်မြေရဲစခန်းကရဲများကိုပြင်းအားမြင့်တဲ့မိုင်းနှလုံးနဲ့လက်ပစ်ဗုံးတစ်လုံးတို့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစိုင်းကဲများနဲ့ကင်းပတ်ရန်ပြင်ဆင်နေတဲ့ရဲခွေးအများအပြားထိခိုက်မှုရှိပြီးတော့နှစ်ကောင်သေဆုံးနိုင်တယ်လို့ပြောပါတယ်။ တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းရဲဘော်များဟာအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ကင်းပတ်ဖို့ထွက်လာမဲ့အချိန်ကိုစောင့်ပြီးတော့စော်ထဲလိုက်တာအ ਨੇ စုံနှစ်ကောင်ကတော့တိုက်ရိုက်ထိတယ်ဆိုင်ကယ်ကပုံမှန်၄-၅စီးထွက်တာထွက်ထွက်ချင်းပဲစော်လိုက်တာဆိုတော့ အ ਨੇ ဆုံးပြောပြတာတိုက်ရိုက်ထိတဲ့နှစ်ကောင်ကတော့တင်းနိုင်တယ်ကျွန်တော်တို့အပိုင်းစော်တာအဲ့ဒီကောင်တွေကည10နာရီဝင်းကျင်ဆိုကေးဘတ်ထွက်နေကြဆိုင်ကယ်၄၅စီးနဲ့ဆိုင်ကယ်တစ်စီးမှအ ਨੇ ဆုံးနှစ်ကောင်လောက်တော့ပါတယ်လို့ရန်ကုန်အာမေကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုရန်ကုန်အာမေ 1A နဲ့အနောက်ပိုင်းခရံပတ်ကဖတ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဆက်လက်ပြီးတော့စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်များအကြမ်းစစ်ကောင်စီကပြစ်လုံးမဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါဝင်လုတ်ကင်ကြသူများအလုံးကိုဆက်လက်ပြီးအခုလိုမျိုးပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမယ်လို့ရန်ကုန်အာမေကတာဝန် ရှိသူက ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ကော့ဂရိတ်မြောက်ပိုင်းမှာစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတပ်နဲ့တော်လိုင်းအင်အားစုတွေကြားမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့စစ်ခွေးတပ်ကလေကြောင်းတက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုဇက်တိုက်လုံဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကော့ဂရိတ်မြို့ရဲ့မြောက်ဘက်ဒေါနာတောင်ပေါ်လမ်းဟောင်းမှာရှိတဲ့ အောက်ဘူရေဘက်ကိုဥတီပြီးတော့စစ်ကြောင်းထိုးလာတဲ့စစ်ခွေးတပ်နဲ့တော်လိုင်းအင်အားစုတွေကြားမြပါတိုင်းထီးဖို့ဆန်ကြီးရွာအနီးတစ်ဝိုက်မှာအော်တိုဘာလာဒုတိယဘက်ကဆက်ပြီးတော့တိုက်ပွဲတွေနေတိုင်းလိုလိုဖြစ်ပွားနေတယ်လို့ပြောပါတယ်။ကော့ကရိတ်မြို့နယ်တွေကအရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်တဲ့ကော့ကရိတ်နဘူးလန်းကိုအော်တိုဘာလာ6ရက်နေ့ကစစ်ခွေးတပ်ကပြန်လည်ပြီးတော့ထိန်းချုပ်နိုင်တဲ့နောက်အဲ့ဒီလမ်းပိုင်းအရှိတ်အချမ်းမှာရှိတဲ့ကြေးရွာတွေကိုစစ်ခွေးတပ်ကစစ်ကြောင်းထိုးခဲ့ပြီးနယ်မြေရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျာ။ အထူးသဖြင့်စစ်ခွေးတပ်ကကော့ကရိတ်နဘူးလမ်းပိုင်းအနီးကမြဝရန်ရွာကနေတဆင့်ဒေါနာတောင်ပေါ်လမ်းဟောင်းမှာရှိတဲ့အောက်ဘူရဲစီကိုဥတီလာပြီးတော့စစ်ကြောင်းထိုးခဲ့ရာကနေတော်လိုင်းအင်အားစုတွေနဲ့အော်တိုဘားလ30ရက်နေ့အထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ကော့ကရိတ်မြောက်ပိုင်းမြဗရန်ထီးဘိုးဆန်ကြီးရွာအနီးတစ်ဝိုက်တိုက်ပွဲတွေအတွင်းမှာစစ်ခွေးတပ်ကလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်တာတွေလှုံ့ဆော်ခဲ့တာကြောင့် ဘုံကြီးကြောင်းနဲ့နေအိမ်တချို့ထိခိုက်ပျက်စီးသွားပြီးမြပရန်ထီဖိုးဆန်နောင်းမီ ကော့ဖန်ရက်မိဖာလဲစတဲ့ကြီးွာတွေကဒေသခံပြည်သူအများအပြားဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။စစ်ခွေးတပ်ဟာကော့ဂရိတ်သင်ငန်းကြီးနောက်မြောက်ရီအာရှလမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့်ဒီကနေ့အချိန်ထိပြန်မဖွင့်နိုင်သေးသလိုကော့ဂရိတ်မြောက်ရီဒေါနာတောင်ပေါ်လမ်းဟောင်းကိုလည်းပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်စစ်မျက်နှာနှစ်နေရာထက်မနေ့ကနေပြီးတော့စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းစားလင်းကြီးမြို့နယ်မှာတရုတ်ဝမ်ပေါင်ကုမ္ပဏီကိုအခြေပြုပြီးတော့စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုတော်လိုင်းတပ်များကနေ့စဉ်တိုက်ခိုက်နေပြီးတော့စစ်ခွေးတွေဘက်ကလေးကောင်ထဲမနေသိမ်းဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘာလ18ရက်နေ့ကစတင်ပြီးတော့စာလင်ကြီးမြို့နယ်လက်ဗရောင်းတောင်တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွဲမှာအခြေချတပ်ဆွဲထားတဲ့စစ်တပ်ကပြည်သူများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းစစ်ကြောင်းထိုးခြင်းများတောက်လျှောက်ဆိုးသလိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်များကခုခံတော်လိုင်းတိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။ယနေ့အချိန်ထိထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီးတော့စစ်တပ်စစ်ကြောင်းဟာအထိနာတဲ့အချိန်တိုင်းမှာဝမ်ပေါင်ကုမ္ပဏီဝင်းအတွဲကိုပြန်လည်ဝင်ရောက်သွားခြင်းအဲ့ဒီနောက်မှာမှထပ်မံပြီးတော့စစ်ကြောင်းထိုးခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ အော်တိုဘားလာ၁၈ရက်နေ့ကတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းကနေထွက်လာတဲ့စိတ်ခွေးစစ်ကြောင်းကိုတော်လိုင်းမဟာမိတ်တပ်များကတိုက်ခိုက်ခဲ့ရာစိတ်ခွေးတွေဘက်ကအယောက်၂၀ကျော်ထိခိုက်ဒဏ်ရာရရှိပြီးတော့၎င်းတို့တဲကစစ်သား၄ဦးသေဆုံးသွားတယ်လို့သိရပါတယ်။ဝမ်ပေါင်ဝင်းတဲ့ကစိတ်ခွေးစစ်ကြောင်းကစာလင်းကြီးပတ်ဝင်းကျင်ကိုမကြာခဏဆိုသလိုစစ်ကြောင်းထိုးလေရှိတယ်။ တော်လိုင်းတက်တွေကတော့ခုခံတိုက်ခိုက်နေဆဲဖြစ်ပါတယ်။အော်တိုဘားလာ၁၈ရက်နေ့ကတိုက်ပွဲမှာတော့စစ်ခွေးတွေကခွေးပြေးဝက်ပြေးပြန်ဆုတ်ပြီးထွက်ပြေးသွားတယ်။အဲ့ဒီအချိန်ကစပြီးတော့ထိတွေ့မှုတွေကတောက်လျှောက်ပါပဲ။ဒီကောင်တွေဘက်ကလက်နက်ကြီးတွေနဲ့ပြည်သူတွေရှိတဲ့ရွာတွေကိုအမဲလို့လို့ပြစ်ခတ်နေပါတယ်။ ဝမ်ပေါင်းဝင်းတဲ့ကနေစစ်တပ်ကဝင်လိုက်ထွက်လိုက်လုပ်နေပြီးတော့ရှေ့လဲမတိုးရဲဖြစ်နေတယ်လို့တိုက်ခိုက်ရေးခေါင်းဆောင်မိုးတောက်ကရှင်းပြထားပါတယ်တရုတ်ဝမ်ပေါင်းကုမ္ပဏီဝင်းအတွင်းစိတ်ခွေးတွေကတက်ဆွဲထားတဲ့အတွက်ဒေါ်လာရင်းတက်များက short တိုက်ဒုံများလက်နက်ကြီးများနဲ့ဝမ်ပေါင်းကုမ္ပဏီဝင်းအတွင်းတွေကိုပစ်ခတ်မှုများတောက်လျှောက်စိုးတလုံးလှုပ်ဆောင်ခဲ့ရာအော်တိုဘာလ30ရက်နေ့ကပစ်ခတ်မှုအတွင်းမှာဝမ်ပေါင်းကုမ္ပဏီဝင်းအတွင်းမှာရှိတဲ့လျှက်စစ် transformer လက်နက်ကြီးထိမှန်ပြီးတော့ပျက်စီးသွားတယ်လို့သိရပါတယ် ဝမ်ပေါင်ထဲမှာအလုပ်တွေအကုန်ရက်သွားပြီကျွန်တော်တို့ကဝမ်ပေါင်ကိုတိုက်ခိုက်နေတာမဟုတ်ဘူးသို့တော်လဲဝမ်ပေါင်ကုမ္ပဏီကစစ်ခွေးတွေကိုလက်ခံထားလို့ဝင်းထဲမှာရှိတဲ့စစ်ခွေးတွေကိုကျွန်တော်တို့ကတိုက်ခိုက်ရတာဖြစ်ပါတယ်အဲ့ဒီလိုစစ်ခွေးတွေကိုလက်ခံထားရင်တော့အပြစ်ခံရမှာပဲအပြစ်မခံချင်းစစ်ခွေးတွေကိုမောင်းထုတ်လိုက်ပါလက်မခံနဲ့လို့စာလင်ကြီးမျိုးနယ်ကတော်လိုင်းတပ်ဖွဲ့ဝင်တအူးကရှင်းပြထားပါတယ်လက်ရှိမှာတရုတ်ဝမ်ပေါင်ကုမ္ပဏီအနည်းဝင်းချင်းမှာရှိတဲ့ကြီးရွာများအလုံးဟာစစ်ပေးရှောင်နေရပြီးတော့စစ်တပ်ကစစ်ကြောင်းများခွဲပြီးစာလင်ကြီးမျိုးနယ်အတွင်းစစ်ကြောင်းထုံးနေတယ်လို့ဒေတာရင်းတော်လိုင်းရဲ့သတင်းမြစ်များထံက သိရကြောင်းသတင်းရရှိပါရယ်ခမနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောရှမ်းပြည်နယ်လုံခြုံရေးနယ်နယ်စပ်ဒေသများတည်ငြိမ်ရေးအတွက်စစ်ရေးအရာရေးကြီးတဲ့စစ်ဌာနချုပ်ဖြစ်တဲ့ဂရိကန်တိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးချုပ်စိုးလိုင်ရဲ့နေရာအပြောင်းလဲဖြစ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုအော်တိုဘားလနှောင်းပိုင်းမှာအခုလိုမျိုးတိုင်းမူနေရာအပြောင်းလဲဖြစ်ပေါ်ခြင်းဖြစ်ပြီးတော့ တိုင်းမူဘိုလ်ချုပ်စိုးလိုက်ဟာအရန်အင်အားထည့်သွင်းခြင်းခံရလားယာရုတဆင့်ဒေါ်လာဆိုတာကိုတော့အချိန်နေမသိရသေးဘူးလို့ပြောပါတယ်လက်တလောတိုင်းမူအစ်စ်ဘယ်သူကိုခံထားလဲဆိုတာမသိရှိရသေးတော့လေလာရှုပ်တိုက်ပွဲအတွင်းမှာ MNDA ထံမှလက်နက်ချအညက်ခံဖမ်းဆီးခံရတဲ့ဘိုလ်မူချုပ်တန့်ထင်ဆိုဖြစ်နိုင်တယ်ဆိုတဲ့သတင်းများထွက်ပေါ်နေပါတယ်တိုင်းမူဘိုလ်ချုပ်စိုးလိုက်ကတော့လက်ရှိတတခ ပြိကံဒေတာတိုင်းစစ်ဌာနချုပ်ကတော့မဟုတ်တော့ဘူးသူနေရာကိုရောက်မဲ့သူတော့မကြမိသေးဘူးဗိုလ်ချုပ်စိုးလိုင်ကပြုတ်တာလားအရန်အင်အားကိုခဏပို့ထားတာလားဆိုတာကိုတော့စုံစမ်းနေသေးပဲရှိပါသေးတယ်သူကစထမှုတနေရာများဖြစ်နေမလားဒါမှမဟုတ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့နေရာစစ်ဘက်ရဲရလုံခြုံရေးအရာရှိချုပ်များဖြစ်မလားအဲ့ဒါကတော့တစ်ချက်စောင့်ကြည့်ရတော့မယ်လက်ရှိမှာသူနေရာအစားထိုးခန့်မဲ့သူမရောက်သေးဘူးဒါပေမဲ့တမတော်နဲ့ကွန်ပျူတာနဲ့ဤပညာသိပ္ပံကဗိုလ်မှူးချုပ်တန့်ထင်ဆိုးကတော့ပြိကံတိုင်းတိုင်းမှုကသူဖြစ်မယ်ဆိုပြီးတော့ ်ပြီးခဲ့တဲ့အပတ်တွေကလိုက်ကျွားနေတယ်လို့ CDN ဗိုလ်ကြီးစင်ရောကပြောပြထားပါတယ်။ Trigan Data တိုင်းစစ်ဌာနချုပ်ဟာကျိုင်းတုံမြို့အခြေဆိုင်တိုင်းစစ်ဌာနချုပ်တခုဖြစ်ပြီးတော့အဓိကတာဝန်ဟာရှမ်းပြည်နယ်အရှေ့ပိုင်းနယ်မြေနဲ့၎င်းနဲ့ထိစပ်နေတဲ့နေရာဒေသများရဲ့ကာကွယ်ရေး၊လုံခြုံရေးနဲ့စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များကိုအဓိကတာဝန်ယူဆောင်ရွက်ရတဲ့တိုင်းစစ်ဌာနချုပ်တခုလည်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာအကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကစစ်တပ်အတွင်းဗိုလ်ချုပ်ကြီးအဆင့်ကနေဗိုလ်မှူးချုပ်နဲ့ဗိုလ်မှူးကြီးအဆင့် စစ်အရာရှိကြီးများကိုအပြောင်းအလဲများဇက်တိုက်လှုပ်ဆောင်နေတယ်လို့ပြောပါရယ်စစ်တပ်တွင်းမှာသွေးသက်လောင်နေရပေးမှုများရှိနေသလိုအငိမ့်စားစစ်အရာရှိများကိုလည်းကြက်ဖို့ပါတီကိုပို့ဆောင်ကလွတ်တော်အမတ်လောင်များအဖြစ်နဲ့ဝင်ရောက်ရွေးချယ်ခံခိုင်းနေကြောင်းတရင်ရရှိပါရယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ